ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မချက်တဲ့ငါဟင်းချက်နေလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ပုံမှန်ငါဟင်းချက်နေကြအတိုင်းမဟုတ်ပဲနဲ့ငါ့ကိုစားလေးနဲ့တရေတော့နှက်ပြီးတော့ထားပြီးချက်မှာပါငါ့ကိုတော့ကက်ကတဲ့ငါအဖြူရောင်လေးတစ်ခေါင်သုံးထားပါတယ်ဒီနေရာမှာချက်တဲ့ခါငါးခေါင်းမသုံးဘူးကောနော်ငါးခေါင်းကဟင်းချိုအတွက်သုံးပြမှာပါ ငါ့ကိုအပိုင်ပိုင်ခုတ်ထစ်ပြီးတော့အီစီကြောတတ်စင်ပြီးတော့ထားမယ်ပေါ့နော်ဒီစီကြောတက်စင်ပြီးရင်တော့ပိုင်ပိုင်ခုတ်ပါတဲ့ငါးလေးကိုစားများများလေးနဲ့တည့်ရက်လောက်လက်ထားပေးပါမယ်။ဒီငါးလေးစားလေးနဲ့တည့်ရက်လောက်လက်ထားပြီးမှချက်စားလို့ရှိရင်အပန်းမမလေးနဲ့တအားစားကောင်းတယ်နော်။ ဒါကတော့စားလေးနဲ့တရေတော့နှက်ထားပြီးမှရေပြန်ဆေးတာပေါ့နော်စားလေးကောင်တော့ရေပြန်ဆေးပေးရပါတယ်အဲ့ဒါမှဟင်ချက်တဲ့ခါကျရင်တအားမငန်ဘူးပေါ့နော်ပြီးတော့ရုပ်တင်ချက်တော့ပြထားတာလေးကိုစီတတ်မယ်ပေါ့နော်မပြီးနေနေနဲ့ထည့်ပြီးတော့ ီမှာတော့အရသာတုံးတဲ့ခါကျရင်ခုခတ်မုတ်တမျိုးတည်းတည်းတုံးတာပေါ့နော်။ပြီးမှအရသာကိုလို့ဒီလိုက်အပေါ်ငယ်ပြန်ပြောထဲမှာပေါ့နော်။ငါကတော့မယဉ်ပြားနဲ့ချက်ဆိုင်နဲ့တအားစားကောင်းလို့မနော် จะมาเราทำไมจีแม่อีไปตรงนั้นแล้วเนาะมุ้ยใจตัวก็จะมาสานอะไรเนี่ยเนี่ยมาสานอะไรเนี่ยเนี่ยสีเทลายด้วยเนาะนั่นมุ้ยเนี่ยตาสาลูกกัน ။ငါဟင်ချက်နေပြီရတော့ဒီလောက်ပဲပေါ့နော်။ဒီကက်ကတဲ့ငါ့ကိုစားလေးညူချက်တာထက်စားလေးနဲ့နေပြီးချက်တာပို့ပြီးတော့စားကောင်းတယ်မနော်။စားနဲ့နေပြီးချက်တာအသားတွေအရမပြော့ဘူးမမာလေးနဲ့ကြစ်ကြစ်လို့ဖြစ်သွားတယ်စားလို့လည်းဒါအကောင်းတယ်။阳光洒满。 风拂面般自由，晨曦中微风吹拂，花开的声音。